မြန်မာနိုင်ငံကထွက်ရှိတဲ့တရက်သီးတွေကိုတောင်ကိုရီးယားနိုင်ငံကုမ္ပဏီတစ်ခုကဝယ်ယူဖို့ကမ်းလှမ်းလာထားကြောင်းပြည်တွင်းကသင်ပို့လိုသူတွေကိုအခုလနောက်ဆုံးထားရှောက်ထားချဖို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကဖိတ်ခေါ်ထားပါထိတောင်ကိုရီးယားနိုင်ငံရှိကိုတာကိုရီးယားကုမ္ပဏီလီမိတက်ကဝယ်ယူတင်သွင်းလိုထဲလို့ဆိုမျိုးအခြေဆိုင်မြန်မာတန်ယုံရှိစီးပွားရေးတန်မှုကသစဉ်အကြောင်းကြားလာထဲလို့ဆိုပါထိတ် အဆိုပါတောင်ကိုရီးယားနိုင်ငံကိုတည်တည်ဝလံတင်ဖို့လိုပါကစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့တောင်ကိုရီးယားနိုင်ငံရဲ့ဒရိစန်နှင့်အပင်များ ထိန်းချုပ်ရေးအေဂျင်စီ APQA နဲ့ကြိုတင်ညှိနှိုင်းဆွေးနွေးရမယ်လို့သိရပါတယ်။ ဒါအပြင်တင်ပို့မဲ့စိုက်ပျိုးရေးခြံတွေကမိမိတို့နိုင်ငံမှာရှိတဲ့စိုက်ပျိုးရေးဦးစီးဌာနမှမပုံတင်ထားနှစ်စဉ်စစ်ဆေးဆောင်ကြည့်ခံရတာနဲ့တတိတင်ပို့မှုမစတင်မီမပုံတင်ထားတဲ့တတိစိုက်ပျိုး area တင်ပို့မှုထုတ်ပိုးရုံအပူငွေတန့်စင်ရေးပြုလုပ်ပေးတဲ့ဆက်ယုံတွေနဲ့ဆက်လင်းတဲ့အချက်လက်တွေကိုလည်းအတိပေးရမယ်လို့ဆိုပါတယ် အလားတူတောင်ကိုရီးယားနိုင်ငံကသတ်မှတ်ထားတဲ့အပင်ပိုးမွှားတွေနဲ့ကင်းလွတ်ဖို့အပူဝိနဲ့ပြုပြင်ထိန်းသိမ်းထားနှစ်နိုင်ငံစိုက်ပျိုးရေးစစ်ဆေးရေးအရာရှိတွေကပူကုံစစ်ဆေးမှုတွေကို တင်ပို့မယ်ဆက်ကူဘုံတွေရဲ့200ခိုင်နှုန်းသို့မဟုတ်ရှစ်မှန်တစ်ခုကိုအသီး600ကိုစစ်ဆေးခြင်းအစရှိတဲ့သဘောတူညီမှုတွေကိုလိုက်ပါဆောင်ရွက်ရမယ်လို့တောင်ကိုရီးယားနိုင်ငံမှဆောင်ရွက်ရမယ်လုပ်ငန်းစဉ်တွေကိုလည်းတင်သွင်းသူမှဆောင်ရွက်ပေးသွားရမယ်လို့သိရပါတယ် ဒါကြောင့်တောင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံမှတရက်သီးတွေကိုဝယ်ယူတင်သွင်းလို့ထဲကိစ္စရက်တွေနဲ့ဆက်လင်းပြီးဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကိုတင်သွင်းမယ်ကိုသားကိုရီးယားနဲ့အချိန်ယူဆွေးနွေးပြီးလိုအပ်တာတွေလိုက်ပါဆောင်ရွက်တင်ပို့နိုင်ဖို့စိတ်ဝင်စားတဲ့ကုမ္ပဏီလုပ်ငန်းရှင်ရှိပါကမြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ကိုစက်တင်ဘာလ30ရက်နေ့အရောက်စာရင်းပေးပို့နိုင်တယ်လို့သိရပါတယ်ရှင်။